ားလုံးမမင်္ဂလာပါခင်ဗျာ90 get soccer channel ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမယ့် Champion League ပွဲကောင်းနေတဲ့ကမှပွဲအရှုပ်ကို preview လုပ်မှာဖြစ်ပါတယ်မနေ့ကကျွန်တော်ရဲ့ member နှစ်ပွဲ draw ဖြစ်ခဲ့ပါတယ်ဗျာ Buffalo နဲ့ Bayern Munich ပွဲမှာကျွန်တော်က go out ကိုကြွေးခဲ့တာ Buffalo သင်းပေါ်ရီလည်းကြိုက်တယ် go out လည်းကြိုက်တယ်ဒါပေမဲ့တကယ်တကယ်ကစားတော့ပထမပိုင်းမှာပဲ go ပို့သွားခဲ့တာအဲ့ဒီပွဲကနှုတ်တရားဖြစ်ခဲ့ပြီးတော့ Atletico Madrid နဲ့ Frankfurt ကစားမယ့်ပွဲမှာ Atletico Madrid သင်းပေါ်ရီကိုကျွန်တော်ကြွေးခဲ့တော့ပေါင်တရာဆိုတော့မနေ့က member တွေကတော့ draw ဖြစ်ပါတယ် ။ The 2ရဲ့ရောင်းပွဲမနေ့က Inter Milan အသင်းပေါ်တွင်အပေါင်းတရာထွက်ခဲ့ပါတယ်။ဒီနေ့လည်း The 2ရောင်းပွဲထွက်ပါလိမ့်မယ်။စိတ်ဝင်စားတဲ့သူတွေအောက်ကကောမတ်မှာတွားရောက်မေးမြန်းစုံစမ်းနိုင်ပါလိမ့်မယ်။၂၀25 2026ဘောလုံးရာသီကစပြီးတော့ဘောလုံးပွဲတွေကိုနေရာကျကျကစားကြတဲ့ညီကိုတွေကိုကြီးကျော်ကိုချစ်ကိုနဲ့တွားရောက်ဆက်သွယ်ပါ။အပေါင်းကုန်းကကိုကုန်းသုံးကနေနေ၆တက်ကို Viber Telegram တွေကနေဆက်သွယ်ပြီးတော့မေးခွန်းလေးတွေမေးစိတ်ဝင်စားရင်ဝေတွင်းကိုထုတ်လုပ်ပါ။ကိုလိုတွေနိုင်အောင်သာဆော့ပတ်စံထုတ်ဖို့ကိစ္စကိုကိုကြီးကျော်ကတာဝန်ယူပေးပါလိမ့်မယ်။ ဲ့တော့ချန်ပီယံလိပွဲတွေကိုမပြောခင်မှာမနေ့ကကစားသွားတဲ့ပွဲလေးတွေအကြောင်းလည်းပြန်တွေ့ရအောင်မနေ့တော့ကစပိန်အင်အားကြီးနှစ်သင်းကစားသွားတယ်အဲ့ဒီနှစ်သင်းလုံးကြည့်အောင်သွားတယ်အီတလီမနေ့ကနှစ်သင်းကစားတယ်နှစ်သင်းလုံးကြည့်အပြည့်အောင်သွားတယ်ဂျာမနီကနှစ်သင်းကစားတယ်ဂျန်ဘိုင်ဘီနဲ့ကြည့်အောင်နဲ့ဖရန့်ဖော့ကြည့်ကြတယ်အင်္ဂလန်သင်းနှစ်သင်းလုံးကစားတယ်ချယ်ဆီတီဘော်ဒီချစ်ကပ်ပါပါလေးအောင်သွားတယ်လီဗာပူးအသင်းကတော့အဖိတ်စင်ဖြစ်သွားတယ်ပြင်သစ်ကမာဆေးမနေ့ကကစားတယ်မာဆေးနဲ့ဘော်ဒီချစ်အပြည့်အောင်သွားတယ်ဆိုတော့အဲ့ဒီ နိုင်ငံတူအသင်းတွေမနေ့ညကဗော်လီချင်းအောင်သွားတဲ့ချက်ဟာဒီနေ့ညမှာတက်ရောက်မှုရှိလာနိုင်တယ်ဒါလေးကိုသတိပြုနေခြင်းပဲ။ဟိုဒီစကားကိုဗျမ်းမာပြောတာမျိုးမဟုတ်ဘဲနဲ့ပြီးခဲ့တဲ့ round 1မှာတော့လည်းအဲ့ဒီအတိုင်းပဲဖြစ်ခဲ့တဲ့အတွက် round 2မှာရောဒီလိုဖြစ်လာအောင်လား။ဒါလေးကိုသတိရှိဖို့လိုပါတယ်။ကာရဘတ်နဲ့ကိုပင်ဟေဂင်ကစားကြမဲ့ပွဲ7ခွဲမှာဖြစ်ပါတယ်။ကာရဘတ်သင်းဒီကလပ်အသင်းအဆင့်တက်မှတ်ချက်173နေရာမှာရှိပြီးတော့ကိုပင်ဟေဂင်က64နေရာမှာဖြစ်ပါတယ်။ ဒီနေ့တင်ကြမှာစင်တာကဘယ်လောက်ထိကွာရလဲဆိုတော့ရင်းရင်းလင်းလင်းမျက်စိတည်းမအောင်ပြောရရင်မနေ့ကဘိုင်ယံမျိုးနဲ့ပါဖို့စ်အဆင့်ကွာတော့ကိုကွာတာအဆင့်60လောက်ကွာတယ်။ရောင်းဝန်းကအေဂျင့်နဲ့အင်တာမီလန်အသင်းအဆင့်ကွာတော့ကိုကွာတာဆိုတော့ဘိုင်ယံမျိုးနဲ့အသင်းမဟုတ်တဲ့အတွက်ဘိုင်ယံမျိုးနဲ့လိုဂျေးမျိုးတော့ပေးလို့မရဘူးပေါ့ဗျာ။အင်တာမီလန်လိုမျိုးတော့တော်တော်အသင်းမဟုတ်တဲ့အတွက်ဟိုအင်တာမီလန်ဂျေးတော့ပေးလို့မရဘူး။ဒါပေမဲ့အဆင့်အဲ့ဒီလောက်ကွာနေပြီဆိုရင်ကွာတဲ့အသင်းဟာအနိုင်ရဖို့တည်ကြတယ်ဆိုရင်တိတိကျကျကလေးတော့အနိုင်ဆုံးပေးထားဖို့လိုတယ်။ဒါလေးကိုသတိပြုသိခြင်းလို့ဒီချက်ကိုထည့်ပြောတာ။ ဘာယမြွနဲ့တို့အင်တာမီလန်တို့ဆိုတဲ့နာမည်တွေပါလာရတာကသူတို့ချင်းပေးတယ်လို့မျိုးကြီးပေးရမယ်လို့ဆိုလိုတာမဟုတ်ဘူး ranking ကွာတယ်ဆိုတာကိုသိသိချင်းလို့ဖြစ်ပါတယ်အဲ့တော့ဟိုကာရာဘတ်တဲ့ဘာလို့နိုင်လဲဆိုတာကိုကျွန်တော်ရှင်းစစ်ပွဲမှာမြင်ခဲ့ပြီးပြီးပြီးခဲ့တဲ့ဘင်ဖီကာနဲ့ပွဲမှာလည်းမြင်ခဲ့ပြီးပြီဒီကွင်းကအိမ်ကွင်းမှာဒီတင်းကအိမ်ကွင်းမှာခန်းစစ်ရောတိုက်စစ်ရောမိုက်တယ်တိုတယ်ဖူဖိုကြီးကတော်တော်လေးကောင်းတယ်ဗျကိုမေအင်ကြတော့သူတို့အင်ကွင်းမှာတော်တော်လေးကောင်းတယ်အဝေးကွင်းဆိုကြောင်တယ်ဒီတင်းဒီဘက်စတဲ့ကြီးကဒဲကြီးမြန်မာကြီးနဲ့ဆိုကိုပင်ရေကင်တင်းကတေတော့20လောက်ပေးတယ်ကိုကောင်ကြီးက380ပေးတယ် အခုမြန်မာစံတော်ချိန်ဒေါနာကြီးခွဲမှာကြတော့ကိုပင်ဟေဂင်တင်းကနေဗိုလ်ကြီးတရေအနှုတ်90လောက်ဖြစ်လာတယ်ကိုပေါင်းကြီးကတော့သုံးပေါင်း60သုံးပေါင်း90ဒီကြေးပဲကိုပေါင်းကြီးရောဗိုလ်ကြီးပါတိတ္တသာပြောင်းလဲသွားတာမျိုးတော့မရှိဘူးကျင်းဝင်ရုံနဲ့တွေ့ရင်တော့ကိုပင်ဟေဂင်ရဲ့ဗိုလ်ကြီးဝင်ရောပြောင်းသွားတာပေါ့ဗျာနှုတ်90လောက်ပြောင်းသွားတယ်ဒါပေမဲ့လက်ရှိကိုပင်ဟေဂင်တင်းရဲ့ဗိုလ်ကြီးမလုံလောက်သေးဘူးလို့ကျွန်တော်ထင်တယ်အဆင့်ရောက်กว่าတယ်တရေနှုတ်အနည်းဆုံးတော့80လောက်တော့သူပေးတဲ့တယ်လို့ကျွန်တော်ယူဆတယ်အနည်းဆုံးပေါ့ဒီဘက်မှာ Asian Carpet အသင်းပေါ်ကြီးကျွန်တော်ကြိုက်တယ် ကိုပေါင်းပါကျွန်တော်ကိုပေါင်းအပေါ်ကြိုက်တယ်နောက်ထပ်တစ်ပွဲက Union San Gilles နဲ့ Newcastle ကလာမဲ့ပွဲဒီပွဲလည်းအစောပွဲပဲ7ခွဲမှာ Union San Gilles ဒီ club အသင်းအဆင့်တတ်မှတ်ချက်16နေရာမှာရှိတယ်ဒီအသင်းဒီ club အသင်းအဆင့်တတ်မှတ်ချက်မြင့်ပါ Newcastle က17နေရာမှာရှိပါမနေ့က Chelsea နဲ့ Benfica ကွာခဲ့တယ်လို့မျိုး Roma နှုန်းက Juve နဲ့ Dortmund ကွာခဲ့တယ်လို့မျိုးဒီနှစ်သင်းကြားမှာဆင့်ကွာ Union San Gilles ကပထမပွဲမှာ PSV ကိုအဝေးပွဲမှာသူအနိုင်ရခဲ့ပေမဲ့အကောင်းဆုံးတော့မျိုးမဟုတ်ဘူးဗျဘယ်မှာကြီးကစားသွားတာ ဲ့ဒီပွဲက Asian PSV Eindhoven တော်တော်လေးညံ့လို့သာဒီ Union Saint Gilles နိုင်သွားတာဒီသင်းတွေတိုက်ဆက်ကစားပုံကောင်းတယ်ကိုသွင်းတည်ကြတယ်ဒါကသူတို့ရဲ့အဓိကအားသာချက်ဒါပေမဲ့ဒီတိုက်ဆက်ကစားသမားတွေနဲ့ကွင်းလယ်ကစားသမားတွေကြားချိတ်ဆက်မှုကတော့ဖီယိုဖီယဲကြီးပြအရင်ကြီးကြီးကြီးလက်လက်ကြီးနဲ့ဟိုတောက်ဆရာကောင်းတဲ့အသင်းမျိုးတော့မဟုတ်ဘူးယူကဆန်ကြတော့သူတို့ရဲ့ပြဿနာကသူတို့တိုက်ဆက်ပိုင်းကိုရဖို့တအားခက်ခဲနေတာဗျကွင်းလယ်ကပတ်ပုံးမှုအားကောင်းတယ်ယုံအားကောင်းတယ်ဆိုပေမဲ့သူတို့အသင်းမှာကိုသွင်းပေးမဲ့လူမရှိဘူးအဲ့ဒီ ်ဆက်ချက်ကြီးစီးတဲ့ကိုဘောလုံးရောက်သွားရင်တော့အဲ့ဒီဘောလုံးကိုကိုပေါက်ထဲကိုကန်သွင်းမဲ့ကစားသမားကညူကာဆယ်မှာမရှိဘူးဒီဟာဒီသူတို့ရဲ့ပြဿနာကအဲ့ဒါပဲဟိုဘရက်ဖို့ကနေပြီးတိုက်ဆက်မှုဝက်ဆာကိုသူတို့ခေါ်ထားပေမဲ့အဲ့ဒီကစားသမားကလည်းဟိုဒဏ်ရာပြဿနာရှိနေတော့အခုချိန်ထိပွဲထွက်ပလောက်ဝင်မရသေးဘူးပြီးခဲ့တဲ့အိမ်ကွင်းဘာစီလိုနာနဲ့ပွဲမှာညူကာဆယ်ကတကယ်တကယ်တော့အနေဆုံးတမတ်လောက်ရတဲ့နဲ့ဆီဆွမ်းချီစားကိုရှိခဲ့တာအာဆင်နယ်နဲ့ပွဲမှာလည်းညူကာဆယ်ကအနေဆုံးတရေတမတ်လောက်တော့ရခဲ့တဲ့နာကြေးအောင်ခဲ့တဲ့နာဒါပေမဲ့နောက်ဆုံးမိနစ်တွေမှာသူဂိုးတွေပြန်ပြန်ပေးခဲ့ပြီးတော့ ဟိုပွဲရင်နောက်ပိုင်းနေမှာဆိုမြူကာဆယ်ကကြကြသွားနေမှာဒါကမြူကာဆယ်ရဲ့အဓိကပြတ်တာဒီပွဲရဲ့စတင်ကြီးမှာမြူကာဆယ်အတင်းကနေဘော်ဒီဂျေးတရင်နှုတ်60ပြီးတဲ့ဂိုးပေါင်းကြီးက3ပေါင်း80ပြီးတယ်အခုမြန်မာစံတော်ချိန်3နာရီခွဲမှာကျတော့မြူကာဆယ်ရဲ့ဘော်ဒီဂျေးက1ပေါင်း90ဘက်ကိုသွားနေပြီတရင်နှုတ်တရာဝင်ရုံနည်းနည်းလေးကျော်လာပြီဂိုးပေါင်းကြီးကတော့3ပေါင်း80ဒီဂျေးပဲဆိုတော့ ranking သိမ့်မကွာတဲ့နှစ်သင်းပါ United Sanji Rice ဒီပွဲမှာသူတို့ရဲ့အိမ်ခွဲမှာအင်္ဂလိပ်အသင်းဖြစ်နေစေအောင်တော့ Newcastle ကိုပေါ်တဲ့ကြေကျော်ပေးမယ်ဆိုပေးလို့ရတယ်။ဒီနှစ်သင်းကြောင့်မှာ အနည်းဆုံးတရနှုတ်30 40လောက်စန်ကျွေးလိုက်ကအနံ့ရဖို့တေးကြတယ်ဆိုရင်ပေးလို့ရတယ်ဒါပေမဲ့ချန်ပီယံလိပြောအင်္ဂလိပ်အသင်းတွေပို့လို့ကြေကျော်ပေးလို့မရဘူးဆိုတာမျိုးမဟုတ်ဘူးတကယ်အနံ့ရဖို့တေးကြတယ်ဆိုရင်သူ့ဘက်မှာကြီးကောင်းလေးတော့ရှိတယ်ဒါပေမဲ့မြို့ကဆယ်ဟာဒီနေ့မှာမမှန်ကန်ကန်ပဲသူ့ရဲ့ ranking အထက်မှာရှိတယ်ဝေဖန်သွားကစားရစေအောင်တော့ဝေဖန်မှာလက်ရှိဘိုးမရစေအောင်တော့မြို့ကဆယ်ဟာဒီကြေးပေးလာတယ်ဆိုတော့စိတ်ဝင်စားစရာကောင်းတယ်ပြီးတော့မနေ့ကညကအင်္ဂလိပ်အသင်းတွေ ကျင်းမအောင်ခဲ့ဘူးဒီညနျူကာဆယ်ကျင်းအောင်မယ်လို့ကျွန်တော်ထင်တယ်နျူကာဆယ်အသင်းပေါ်ကြီးတယ်ဂိုးပေါင်းမှာကျွန်တော်ဂိုးအောင်ကြိုက်တယ်နောက်ထပ်တစ်ပွဲကအာဆနယ်နဲ့အိုလံပီယာကော့စ်ကစားမယ့်ပွဲမြန်မာစံတော်ချင်းတနအိခွဲအာဆနယ်ကရက်ကင်နံပါတ်1နေရာမှာရှိတာပြဂလက်အသင်းစင်တတ်မှတ်ချက်နေရာမှာကမ္ဘာပေါ်မှာစစ်နှစ်နေရာမှာရှိတဲ့အိုလံပီယာကော့စ်တည်းအဆင့်90မှာရှိတယ်ဒီနှစ်သင်းကတီဟောင်းကျွမ်းဟောင်းနေပြအိုရပ်စစ်မျက်နှာမှာအာဆနယ်နဲ့အိုလံပီယာကော့စ်တည်းမကြာခဏအချိန်ကြီးဆုံးပူးခဲ့တယ် တွဲဆုံတဲ့အချိန်တိုင်းမှာအာဆန်တဲကိုအိုလံပီယာကော့စ်ကကောင်းကောင်းတုံ့ပြန်နိုင်တာကိုလည်းတွေ့ရတယ်ဒါကဟိုမှတာဟောင်းနေပေါ့ဗျာအာဆန်တဲ round 1မှာမိဘဝအသင်းကိုဝေးခွဲမှသူတို့နိုင်တယ်ဒီအသင်းရဲ့ဒုတိယပိုင်းကစားပုံတော်တော်လေးကောင်းတယ်သူစဉ်ဒုတိယပိုင်း85မိနစ်ကျော်လာရင်အာဆန်တဲဟာကစားပုံပိုကောင်းလာပြီးခဲ့တဲ့ဘူကာဆန်တဲ့ပွဲမှာလည်းဒုတိယပိုင်းကမ်ဘတ်ကိုကျွန်တော်တို့မြင်ခဲ့ရပြီဒီပွဲမှာအာဆန်တဲဘက်ကမာဒူကီလွဲမယ်ဗျာအိုလံပီယာကော့စ်တော့ round 1မှာသူတို့ရဲ့အင်ကွဲမှာ power force လို့အသင်းကိုမိနစ်80လောက် မိနစ်90လောက်တယောက်အသာနဲ့ကစားကြရပေမဲ့တိုက်စစ်ကခွင့်ရေးတွေအကျဉ်းချင်းဖြုံးပြီးပြစ်ခဲ့ပြီးတော့တမှတ်ပဲရခဲ့ဒီပွဲနဲ့သူတို့တည်တမှတ်ပြုံပြီးတော့ခန်းစစ်တက်တက်လာကလာမှာတော့တည်ကြတယ်ဗျပေးထားတဲ့စတဲ့ချင်းမှာအာဆင်နယ်တင်းကဘော်ဒီချစ်2ဒီပေးထားတဲ့ကိုပေါင်းချစ်က3အနှုတ်40ပေးထားတယ်အခု3နာရီခွဲအချိန်မှာအာဆင်နယ်တင်းကနေဘော်ဒီချစ်2နှုတ်20လောက်အဲ2နှုတ်15လောက်ဖြစ်လာတယ်ကိုပေါင်းချစ်ကတော့ဒီ3ဒီဝင်ရောပဲ3ဒီဝင်ရောကနေ3အနှုတ်5ပြား10ပြားလောက်ဘက်ကိုသွားနေတယ်ဆိုတော့ အာဆနယ်သင်းဒီမနစ်ကကြတိမှာသူတို့ရဲ့ body ကြေးတွေမှာ 2D တို့2ပေါင်း20တို့2နှုတ်20တို့အဲ့ဒီကြေးတွေဒီအာဆနယ်သင်းမနစ်ကကြတိမှာကြေးအောင်ဖို့ရတော်တော်လေးခက်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 ရုံငံခဲ့ရတာကိုတွေ့ရတယ်။နောက်တစ်ခုအာဆနယ်ရဲ့အာသာချက်ကသူတို့အသင်းကိုဟိုနေလန်းကလာတိုက်ဆက်ဖွင့်ပြီးတော့သူတင်ကိုတင်ကစားမယ်ဆိုရင်အာဆနယ်ကိုရောက်ဖို့မခက်ခဲပေမယ့်အာဆနယ်ကိုပိတ်ပြီးကစားမယ်ဆိုရင်အာဆနယ်ရဲ့ play style ကတစ်ဖက်အသင်းကိုသူတို့ကိုရောက်အောင်ကစားဖို့တော်တော်လေးခက်ခဲတယ် ကျွန်တော်ကတော့ဒီနေ့ညမှာအာဆနယ်အသင်းဘော်လီကြိတ်မအောင်ဘူးလို့ကျွန်တော်ယူဆတယ်ဒီဘွဲမှာကျွန်တော်အိုလံပီယာကို့စ်အသင်းဘော်လီကြိုက်တယ်ဂိုးပေါင်းမှာကျွန်တော်ဂိုးအောက်ကြိုက်တယ်2 D 3 D ဆိုတော့ဂိုးပေါင်းကြိတ်မှာကျွန်တော်ဂိုးအောက်ကြိုက်တယ်တကယ်လို့များဒီဘွဲဟာ1 D 3 D ဒါမှမဟုတ်2 D 4 D ဖြစ်လာရင်တော့ဒီဘွဲဒီဘာမှပြောစရာမလိုဘူးပေါ့ဗျာဒါပေမဲ့ဒီ2 D 3 D မှာတော့ကျွန်တော်ဂိုးအောက်ပဲကျွန်တော်ကြိုက်တယ်ဗျာနောက်ထပ်တစ်ဘွဲကဘာစီလိုနာနဲ့ PSG ကစားမယ့်ဘွဲမြန်မာစံတော်ချိန်တနားရီခွဲပွဲဘာစီလိုနာအသင်းဒီကလပ်အသင်းစစ်သမတ်ဆက်အဆင့်5 PSG ကအဆင့်3 ီနေ့တဲ့ဒီချန်ပီယံလိမှာအကြိမ်ကြိမ်တွေ့ဘူးတဲ့အသင်းတွေပြတွေ့တိုင်းမှာလည်းအပြန်လန်သွင်းဖို့ရှိရဲ့ပထမပိုင်းမှာလည်း1-1ကစကြရတဲ့ပွဲတွေက များတယ်စစ်ကြီးပွဲတွေကလွဲရင်ပြဒီနေ့တဲ့ဒီပြိုင်ပွဲကစားထားတဲ့ပွဲတွေမှာပြန်လန်သွင်းဖို့အများရှိတယ်ဒီနေ့တဲ့ကိုကျွန်တော်ကမတက်ကရာသီနှောင်းပိုင်းမှာသူတို့ကိုတွေ့နေကြတာပြဘာစီလိုနာရန်ကောင်းနေတဲ့အချိန် PSG အရန်ကောင်းနေတဲ့အချိန်မှာသာတွေ့ခဲ့ရဲ့ပြန်ပြန်ဆိုင်ဆိုင်နဲ့တော်တော်လေးကိုကျွန်တော်တို့ကြည့်ကောင်းခဲ့ပါဒါပေမဲ့အဲ့ဒီအချိန်မှာမတွေ့ဘဲနဲ့ဒီရာသီနှစ်သင်းလုံးဖောင်ကောင်းကောင်း ပုံလံကုန်းမရသေးတဲ့အချိန်မှာလာတွေ့တော့ပွဲကကျွန်တော်တို့ထင်တယ်လို့မျိုးအရန်ကြီးမနစ်ကရာသီလောက်မြိုင်ဆိုင်မှာမျိုးတော့မဟုတ်ဘူးဗျဒီပွဲမှာဘာစီလိုနာနဲ့ PSG ကြားမှာစည်းချင်းကြရရှိတယ်ဘာစည်းနေလဲဆိုတော့ပေါ်တူဂီနဲ့စပိန်နေရှင်းလိဘောလူပွဲမှာနူနိုမန်ဒက်စ်တီအဲ့ဒီကမ္ဘာအကောင်းဆုံးလူငယ်ကစားသမားလေးကိုအကြင်ချင်းအယူလုပ်ပြီးတော့ပေါ်တူဂီကိုအဲ့ဒီဖလားယူပေးသွားတာနောက်ဆုံးမှာလမယမားဟာလူစားလက်ရတဲ့အခြေအနေတိကိုဖြစ်သွားတာ ဘတော်ဒဆာအဲ့ဒီပွဲမှာစပိန်သားဘုံဆွဲကရင်ဒီနေ့ဘာလွန်တော်တွေလမယမတော်ဖြစ်ဖို့ပုံများတယ်။ဘာကြောင့်လဲဆိုတော့ပီအက်စီချန်ပီယံလီရတားသေးဟုံးတော့ဗျာ။နိုင်ငံသင်းနဲ့ဘုံဆွဲလာတယ်ဆိုရင်အဲ့ဒီသာသမားကခြေကိုရောက်လာတာပဲ။လမယမရဲ့အဲ့ဒီဘာလွန်တော်ပြိုင်ပွဲမှာအဓိကရှီထိုးခံခဲ့တဲ့သူကနိုနိုမန်ဒက်စ်ပဲဗျာ။နောက်တစ်ယောက်က PSG အသင်းရဲ့ညာချမ်းခန်းစစ်ညာချမ်းမှာဒီနေ့ကစားလာမယ်ဟာကီမီ။ PSG အသင်းရဲ့ခန်းစစ်ညာချမ်းဒီဘာစီလိုနာအသင်းအဓိကအားနိုင်တဲ့ခန်းစစ်ဘယ်ချမ်း ဆိုတော့အဲ့ဒီဟာခီမီလိုကစားသမားမျိုးကိုဂျာရမတင်ကဘလို့တားမယ်လို့ထင်ဘာစီလိုနာသိသိမနစ်ကရာသီနောက်ပိုင်းမှာသူတို့ရဲ့ခံစစ်ဘဲချန်းကစားသမားအလက်ဂျန်ဒရိုဘာဒီနာသွားတယ်အဲ့ဒီမှာချန်ပီယံလိဖလားကိုသူတို့လက်လွတ်ခဲ့ရတဲ့အထိကိုအဲ့ဒီနေရာကြီးကပေါက်ပြဲသွားတယ်ဒီကြောင်စီ transfer window မှာလည်းအဲ့ဒီနေရာအတွက်လူပိုမရှိမှန်တိတိယနဲ့ဘာစီလိုနာတွေအဲ့ဒီနေရာကိုလှစ်လွှတ်ရွှေ့ခဲ့တယ်။အာဘာဒီပြန်ကောင်းလာပြီဘာဒီရှိနေတာပဲဆိုပြီးအခုဘာဒီနာသွားတဲ့ချိန်မှာဂျရက်မာတင်တီ ်မာတီလိုမျိုးကစားသမားမဟုတ်ဘူးသူ့ကိုဘောလုံးပေးရင်သူကအဲ့ပေးတဲ့လူကိုပဲပြန်ပေးတဲ့ကစားသမားမျိုးတင်ရတာကဘာစီလိုနာရဲ့ခန်းစစ်ဘေဂျန်သုံးစားမရဘူးဆိုတာဒီနေ့မှာဟာကီမီက highlight လုပ်နေမယ်ဒီဘက်မှာဘာစီလိုနာတင်းကအဓိကတောင်ပန်ကစားသမားရာဖီညာလွဲမယ် PSG ကတော့သူတို့ရဲ့ attacking zone တစ်ခုလုံးလွဲမယ်လိုရင်းမပါဘူးတမ်ဘီလီမပါဘူးကဘာရက်စကီလီယာမပါဘူးစတဲ့ကြီးမှာဘာစီလိုနာတင်းကနေတရေအနှုတ်တရာပေးတာပြောကိုပေါင်းကြီးက၃အနှုတ်တရာအခုနေ့လေ၃နာရီခွဲမှာကြာတော့ဘာစီလိုနာကဘော်ရီကျ150ထိဖြစ်လာတယ် ဂုံမောင်ဂျေးကတော့ DJ ပဲသုံးနှုတ်တရာမှာပဲမပြောင်းလဲဘူးဒီနေ့ဘာစီလိုနာအသင်းရဲ့ဒီပြောင်းလဲလာတဲ့1.50ဆိုတဲ့ပေါ်လေးဂျေးကတင်ရပေါ့အနိုင်ကြီးပြဒါပေမဲ့ဒီရတဲ့1.50တွေကလုံးမဖြစ်သေးဘူးမနေ့ကချယ်ဆီနဲ့လုံးမဖြစ်ဘူးပြီးခဲ့တဲ့ပွဲတွေမှာ PSV Eindhoven ကသူတို့ရဲ့အိမ်ပွဲမှာ Union Saint Gilles ကို1.50လုံးမဖြစ်ခဲ့ဘူးတော်တဲ့ဟော့စပါသူတို့ရဲ့အိမ်ကွင်းမှာဘီလာရီယားကို1.50အလုံးမဖြစ်ခဲ့ဘူးတကူပဲကတ်နိုင်သွားတာဆလာဗီယာပရက်စ်သူတို့ရဲ့အိမ်ကွင်းမှာဘိုဒိုဂလင်းနဲ့ကစားတဲ့1.50ပေါ်ရင်ချင်းလုံးမဖြစ်ခဲ့ဘူးတည်ရကြသွားတယ် မနေ့ကချက်စီတဲ့ရဲ့ဝမ်ပေါင်း90ပေါ်လိချင်းလုံးမဖြစ်ခဲ့ဘူးချက်စီက30လောက်ပဲရသွားချန်ပီယံလိမှာဝမ်ပေါင်း90နဲ့အောင်ထားတဲ့အသင်းကလက်သေးပဲရှိတယ်ဘိုင်မြူနစ်ကချက်စီကိုဝမ်ပေါင်း90ဆိုတဲ့ပေါ်လိချင်းအပေါ်ကိုပြည့်ရသွားတယ်မန်ချက်စတာစီးတီးအသင်းကနာပိုလီနဲ့ပွဲမှာဝမ်ပေါင်း90ဝင်ရောအပြည့်ရသွားတယ်ဒီနှစ်ပွဲလောက်ပဲရှိတယ်ဆိုတော့ဒီနေ့ညမှာရောဘာစီလိုနာဒီဝမ်ပေါင်း90နဲ့ပေါ်လိချင်းအပြည့်အောင်ပါမှာတကယ်တကယ်ပြောရရင်ဒီပွဲရဲ့ဘာစီလိုနာရဲ့ဒီဝမ်ပေါင်း90ပေါ်လိချင်းကိုကျွန်တော်တော်တော်လေးကြိုက်တာဗျာ တော်တော်လေးကြိုက်လို့ကိုဒီပွဲဗော်ဒီကျေးကိုကျွန်တော်လက်ဆောင်မယ်။ဘာကြောင့်လဲဆိုတော့တခါနေကိုအရန်ကြိုက်နေပြီဆိုရင်ဘေးထွက်ဆူးကျူးတွေကိုသိမမြင်တော့ဘူး။အဲ့ဒီအချက်ကြောင့်ပဲကိုအရန်ကြိုက်ပြီဆိုတော့ပြောက်ွယ်ပြူလိုက်တာများတယ်။ဒီပွဲမှာကျွန်တော်ဂိုးပေါင်းပေါ်တစ်ကြောင်းပဲကြိုက်တယ်။အစိုးရလိုက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေ။အာတမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ။